မင်းကောင်းကောင်းဆိုရင်တော့ကျွန်တော် Osu ROG Strike ကိုပဲပြေးပြီးတော့မြင်ရမှာဖြစ်ပါတယ်။အောက်တရောဘေးတရောမီးတွေလင်းနေတဲ့ကောင်ကတော့ Osu ROG Strike ပဲဖြစ်ပါတယ်။ Logo ပါမီးလင်းသေးတယ်ဗျ။ Logo နေသားမှာတော့မီးလင်းနေတာတွေ့ရမယ်။အလုံးလေးလည်းမိုက်ပါတယ်။ I9 ကို12 generation ဖြစ်ပါတယ်။ကျွတ်စင်ရင်တော့ I9 ကို12 generation ဖြစ်ပါတယ်။ RAM ကလည်း 32GB ပါဝင်ထားပြီးတော့ SSD ကလည်း 1TB ဆိုတော့ဘာမှထပ်ထည့်မနေနဲ့တော့အားလုံး လက်တင်၃၃ไลယုံပဲဗျလက်တင်ပြေးလိုက်ယုံပဲအနေဒါဖြစ်ပါတယ် IRIS graphic ပါတဲ့ပြုံမှာ Nvidia RTX ကိုလည်း3080 Ti 8K နဲ့ပေးရတာဖြစ်ပါတယ်ဗျာ 8K လောက်အထိကိုမမတင်းတင်းသုံးရတဲ့အနေဒါမှာတော့ဘာမှလိုအပ်ချက်မရှိအောင်ပဲသုံးရမှာဖြစ်ပါတယ်15.6 Full HD display ကိုလည်းကျွန်တော် screen rate ကတော့300 HSD သုံးလို့ရမှာဖြစ်ပါတယ် လုံးဝ 300x access ဆိုအကြီးက share ကြီး plan plan ထနေအောင်တောင်းရမယ့်အနေထားမပြီးသေးဘူးဗျာကျွန်တော် net number lot တွေကလည်းကျွန်တော်ဖိနှိပ်ထားရုံနဲ့လိုအပ်လို့အသုံးပြုလို့ရမှာဖြစ်ပါတယ်မလိုလို့ရှိရင်လည်းကျွန်တော်ပိတ်ထားလိုက်ရုံနဲ့လည်းအဆင်ပြေပါတယ်ဗျမီးရောင်စုံလင်းနေတဲ့ RGB မီးတွေကတော့တော်တော်လေးကိုလှလှပပအနေထားမှာရှိတယ်ဘေးပေါင်အပေါ်အပေါင်အကုန်လုံးကျင်းတယ်ဝက်ကန်တော့မပါတော့ဘူးဗျာ number key ကတော့ကျွန်တော် dashboard ထဲမှာပါဝင်လာတာပဲဖြစ်ပါတယ် ကဲဘေးမှာတော့ညာဘက်ဘေးအနေထားလေးဖြစ်ပါတယ်မီးတွေလင်းနေမယ်ဘယ်ဘက်မှာဆိုတော့ဟက်ဖုန်းချက်လေးတွေ USB ပေါ်နှစ်ပေါ်တွေ့ရမယ်နောက်ဘက်မှာဘာတွေပါအောင်လဲဆိုတော့ Type C နှစ်ပေါ်ပါမယ် HDMI ပါမယ်ဒီဘက်ကတော့ LAN ပေါ်နဲ့အားသွင်းပေါ်တွေပဲဖြစ်ပါတယ်မီးရတာအရန်အပြင်မှာလင်းနေလို့ပေါ့နော်ကျွန်တော်မီးလေးတွေမိတ်ပြပါမယ်ဗျာဒါမီးလေးတွေမိတ်ပြတဲ့အနေထားမှာတော့ဘေးပပတ်လေကလုံးဝမိုက်တဲ့အနေထားလေးမီးအောင်ဆုံး RGB light တွေကတော့ ပက်လဲပါတာပဲဖြစ်ပါတယ်။ကီးဘုတ်အနေထားလေးကလည်းလုံးဝအမိုက်ဆုံးလေးပဲဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်အနေထားလေးကတော့ ROG site လေးကတော့ Go i9 ကို12 generation ဖြစ်ပါတယ် RAM 32GB ဖြစ်ပါတယ် SSD 1TB ပါဝင်ပါတယ် iRAZ graphic ပြင်ကို Nvidia RTX ကတော့3080 Ti ကို 8GB ပါဝင်ထားပါတယ်ဗျ။အဲ့လိုမိုက်တဲ့ကောင်လေးတွေ display ရတဲ့15.6ကိုမှ480 display ကိုမှ300 Hz လုံးဝကိုရိတ်လေးအမြင့်ဆုံးပါဝင်ထားတဲ့အနေထားမှာတော့53သိန်း9000ပဲကျောက်တင်မှာဖြစ်ပါတယ်။တကယ် performance တောင်းတော့သုံးနေတဲ့အမျိုးတွေ i9 ကိုသုံးမှ53သိန်း9000ပါဗျ။စိုက်တဲ့ software တွေပြစ်သုံးလိုက်လို့ရတဲ့အနေထားဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ။